ငါအလုံးမဲ့မင်္ဂလာပါဗီဒီယိုရဲ့မကျိုးသူပါကျွန်တော်မနှောပေးချင်မာဘုတ်ချောက်ကျင်းဘွားဒီနေ့ငရီသားသမီးများဘွားကံကြမ္မာပွန်ရိတ်ဒီကတော့ရေဘူးရဟောအနေနဲ့မာဘုတ်ချောက်ကျင်းဘွားဒီနေ့ငရီသားသမီးများဟာငယ်တဲ့ကအချူချာတတ်မယ်ခက်ခက်ခဲခဲမွေးဖွားရမယ်ယန္တနာသုံးပါး တရားရှာမီလိုသိရှိမယ်။ငွေလက်ထက်မမြဲတတ်ပါဘူး။ပညာရေးကံကောင်းမင်းမင်းဆိုရတာမင်းခါယောက်ျားအဖြစ်မူထမ်းတော်လေ။ရံမကင်းဘဲနဲ့အကျိုးပေးမယ်။လောက်ငယ်သားတပည့်ကောင်းများမရှိတတ်ပါဘူး။တပည့်အကျိုးမပေးပါဘူး။တပည့်ကျေးဇူးသူများသာများနိုင်ပါတယ်။ စစ်ပတ်မှုထမ်းတော်လေတိုက်ခမ်းများဖြတ်ကျော်ပြီးကြီးကဲသောနေရာများရရှိနိုင်ပါအင်းရဆောက်လို့ရအင်းမီရောင်းဝယ်ရေးလုပ်ငန်းများအကျိုးပေးပါပညာရေးလုပ်ငန်းများဝန်ဆောင်မှုလုပ်ငန်းများလုပ်တင်ကောင်းပါတယ်ရေရွက်ပစ္စည်းတည်တော်ရွက်ပစ္စည်းများရောင်းဝယ်ရေးတက်ထုတော်မှုတူဖို့ရေးစားတဲ့လုပ်ငန်းတွေကတော့အကျိုးမပေးပါဘူးခီးသွားလုပ်ငန်းအထူးသဖြင့် ရေချောင်းဘုသာရေးလုပ်ငန်းများမလုပ်သင့်ပါဘူး။မဟာဘုရားကျွန်းပွားတနင်္ဂနွေသားသမီးများဟာစကားကိုစင်စင်ချင်းချင်းပြောဆိုလုပ်ကိုင်သင့်ပါတယ်။နှုတ်ကြောင့်ဒီလက်ကြောင့်ကြီးဆိုတဲ့ဆိုရစကားအတိုင်းဖြစ်တယ်လို့ဖြစ်ပါအသေးသေးလိုက်တတတာကံကြမ္မာပွေးများကတော့မဟာဘုရား၆ကျင်းကွာတနင်္ဂနွေသားသမီးတို့ဟာ ငယ်စဉ်ဘဝကံကြမ္မာပုံရိပ်များမှာတာလှပကောင်းမွန်နေလို့မဆိုသာပါဘူးအသက်20နှစ်အရွယ်ထိဘဝကိုခက်ခဲခဲရုန်းကန်ကြုတ်ဖြတ်တတ်ပါတယ်ပညာဉာဏ်ကောင်းမွန်တော်လေပညာသင်ခြင်းကာလမှာတော့ငွေကြေးနဲ့ချခက်ခဲများကြပညာရေးမှာနှောင့်နှေးမှုများကျွမ်းတတ်ပါဒီကာလအသက်ရွယ်ပန်းချအတွင်းမှာအမကြီးအမိကြီးများအနေအကျုံရင် ကျမ်းမာရေးထိခိုက်ခြင်းများရှိတတ်ပါများသောအားဖြင့်နေသင်ကာလမှာမိခင်နဲ့ခွဲခွာရတတ်ကြပါတိုးတော်လေအသက်ပိုင်း22နှစ်မှာ29နှစ်ကာလအတွင်းအဲ့ဒီသာတာရှင်များဟာဘဝမှာခက်ခဲအတိုက်ခံများကိုကြုံရက်ကလုပ်ငန်းများအဆင်ပြေခြင်းရာထူးထန်တရားများရရှိခြင်းဘဝဒုတက်လာခြင်းကြီးမားခြင်းစတဲ့ကောင်းခြင်းများနဲ့ ကြုံတွေ့ရပါလိမ့်မယ်အထူးသဖြင့်စေဘစေဘဆက်မှုလုပ်ငန်းများလောက်ကန်လည်းခက်ခဲများကြာမှတိုးတက်လာမယ်အသက်၁၈နှစ်မှမိမိတုံးမဟုတ်မိခင်ဖြစ်သူမှဘေးရန်ကြွန်းတက်ပါကျမကြီးလည်းထိခိုက်တတ်ပါလေအသက်30နှစ်မှ46နှစ်အတွင်းအဲ့ဒီအသက်ပိုင်းကာလတွေတွင်မှာတော့ဒီသာတရှင်များဟာ အစသရရသတိရလုတ်ကင်နေထိုင်တင်းကြပါလေအဲ့ဒီကာလတွေမှာတိုက်ခင်ရမ်းများခြင်းဘေးဥပ္ပကြုံခြင်းကျမ်းမာရေးထိခိုက်ခြင်းစီးပွားရေးလုံမဲ့ဝန်ထမ်းလုတ်ကင်ယာရုထန်တရားတို့အားထိခိုက်တတ်တဲ့အတွက်ယေရနာသုံးပါထူးဆီးကဲ့နေသင့်ပါအဲ့ဒီကာလတွေအတွက်အထူးသဖြင့်အသက်ပိုင်း35 42တို့ဟာ ကျမ်းမာရေးစီးပွားရေးကြာဆင်းတတ်ပါဒါအပြင်31နှစ်39နှစ်40နှစ်44နှစ်အသက်ပိုင်းများဟာလေအဲ့ဒီသာသာရှင်ဖို့ကျမ်းမာရေးစီးပွားရေးအလို့အကအိမ်တော်ရေးလူမှုရေးစတဲ့ဖက်ဖက်ကထိခိုက်နိုင်ပါလေနားလေတွေ့ကြသောပညာရှင်များနဲ့တိုင်ပင်ပြီးလိုအပ်တဲ့အစားရေရရာစီရင်များကိုပြုလုပ်တင်ကြကြအလေးနဲ့ကြံပြုလိုပါတယ် တဖန်အသက်48နှစ်မှ56နှစ်ကာလအတွင်းဒီသာတာရှင်များကံကြမ္မာပွင့်ရည်များမြုံမိန်နှွဲနေနေမိကာလများမို့ဒီသာတာရှင်များဟာတက်လက်ပိုင်းမှာလေကဲမကောင်းလာဟုဆိုရပါမည်အသက်50 53 55နှစ်အသက်ပိုင်းများ၌အမှုခင်းကြုံရခြင်းမင်းပြီးခိုးသူပြီးမတော်တဆအထိကိမိဘေးများနဲ့ကြုံရပွဲရှိပါလား ဒီသာတာရှင်များဖို့ကံကြမ္မာပူရင်များထွန်းလဲလှပနေသောကာလများမှာတော့အသက်59နှစ်95နှစ်ကာလအတွင်းဖြစ်တဲ့အတွက်အသက်ကြီးပိုင်းကံကောင်းမိသူများလို့ဆိုရပါလိမ့်မယ်။အဲဒီကာလတွေမှာစီးပွားရေးငွေကြေးလုပ်ငန်းများမိမှုရမ်းများအတွက်ယာရုထန်တရားများအဖက်ဖက်ကတိုးတက်နေပြီဖြစ်ပါအထူးသဖြင့်59နှစ်60နှစ်60နှစ် 68နှစ်82နှစ်စတဲ့အသက်ပိုင်းများမှာဂန်ကောင်းကြီးကြုံရပါမယ်ဒီသာတာရှင်များအသက်86နှစ်မှ89နှစ်အတွင်းအကောင်းအဆိုးများရောနူအကျိုးပေးနေလိမ့်မည်ဖြစ်ပါအားလုံးမိတ်ဆွေများရှင်လဲချမ်းမြေ့ကြပါခင်ဗျာ